ဆရာຫນွယ်ရိုးရေးသားတဲ့ပြိုင်ပွဲဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပေးมาဖြစ်ပါတယ်ခင်ဗျာပြိုင်ပွဲလူ9ဦးသည်လက်ကွင်းများကိုတရိပ်ရိပ်ဖြတ်ကျော်၍လက်ကစင်းပေါင်များမြောင်းများကိုခုံကျော်ကပြေးလွှားနေကြသည်၎င်းတို့၏မျက်လုံးများကကောင်းကင်မှတစုံတစ်ခုကိုမျက်ခြေမပြတ်ကြည့်ပြီးထိုအရာဤနောက်သို့ပြေးလိုက်နေခြင်းဖြစ်ပေရာ အောက်မှလမ်းကြောင်းကိုတခါတရံမှသာအခြေအနေခဏကြည့်ပြီးပြေးနေကြခြင်းဖြစ်သည်၎င်းတို့ဤလမ်းကြောင်းတွင်မြောင်းရှိပါက ခုံကျော်၍၎င်းခြုံပုတ်များရှိပါကတိုးဝေး၍၎င်းကြောက်တုံးကြောက်ခဲများကိုကြော်ခွား၍၎င်းအသေးအတန် ပြေးနေကြခြင်းဖြစ်သည် ထို့သို့ပြေးနေရင်းဖြင့်တောဆက်သို့ရောက်သောအခါထိုလူ၅ဦးထဲမှ လူ၃ဦးသည် ်မြောက်ဘက်သို့ဥတီ၍ခြုံများကို တိုးဝေးကတောင်ပေါ်သို့ ပြေးတက်သွားကြပြီကျွန်ုပ်နှင့်ကြံတယောက်မှာတောင်ဘက်သို့ဥတီ၍ပြေးကြခြင်းဖြစ်သည်ကျွန်ုပ်တို့၏မျက်လုံးများသည်ကောင်းကင်မှသစုံတစ်ခုကိုသာမျက်ခြေမပြတ်အောင်ကြည့်ရှုနေကြရသည်အလျောက်ရှေ့တွင် စီးကနေသောခြုံပင်ကိုင်းပင်စူးပင်တို့ကို တိုးဝေး၍ပြေးနေကြရပေရာပြေးရင်လွာရင်ဖြင့်ကျွန်ုပ်နှင့်ပေတရာခန့်အကွာတွင် ရင်ပေါင်တန်း၍ပြေးနေသော ကျွန်ုပ်ဤပြိုင်ဘက်အခြေအနေကိုလည်းပြင်းရင်ဖြင့်အကဲခတ်ရသေးသည်ကျွန်ုပ်တို့မှာလမ်းကြောင်းအတိုင်းပြေးနေကြရခြင်းမဟုတ်ပဲကောင်းကင်မှအရာသွားသည့်လမ်းကြောင်းအတိုင်းလိုက်နေကြရသဖြင့်ရှေးတွင် စီးကနေသော အသားစီးမှန်သမျှတို့ကိုတိုးဝှေ့ကြော်ခွားလျက်ပြေးနေရသည်တိုးနှင့်ကျွန်ုပ်နှင့်ထိုပြိုင်ဘက်တစ်ယောက်မှာတောကြားထဲတွင် အပြိုင်ဆိုင်ပြေးလွှားလျက်ရှိရာ ကျွန်ုပ်သည်ရှေးတွင်စီကနေသောတစ်လုံးကြီးကိုကြော်ခွာ၍ရှိုတစ်ခုတည်းသို့ဖင်တရွတ်ျောဆင်းကာကြောက်သေးရောက်သောအခါ၌လူလဲထား၍တစ်ဖက်ကဘာဆောင်ကိုအသေးအတန်ပြေးတက်ပြီးကောင်းကင်မှအရာကိုလည်းမျက်ခြေမပြတ်အောင်ကြည်ရင်ပြေးနေရသည်ရှေးတွင်ကာစည်းနေသောစူးကြုံတန်းကြီးကို အသားအနာခံ၍တိုးဝေ့ပြီးနောက်တွင်ကွင်းပြင်တစ်ခုကိုဖျက်ပေးချိန်၌လမ်းကောင်းသဖြင့် ကျွန်ုပ်ဤပြိုင်ဘက်အားအခြေအနေလမ်းကြည့်လိုက်ရာ၎င်းသည်ပြင်းရင်လွာရင်ဖြင့်၎င်းဤကိုခန္ဓာအနှံ့အပြားကို ကုတ်ဖဲလျက်ရှိသဖြင့်ထိုသူသည် ခွေးလျားသည်ခြုံကိုတိုးခဲ့ပြီဖြစ်ကြောင်းသိရှိရသဖြင့် ကျွန်ုပ်ကျင်သက်စွာပြုံးလိုက်မိသည်မြောက်ဘက်သို့ခွဲပြေးသွားသော လူသုံးယောက်ထဲ၌မြင့်သိန်းပါလျာ၎င်းတို့သုံးဦးကမိခဲ့သို့ရုံးကန်ပြိုင်ဆိုင်နေမည်မသိချေကျွန်ုပ်က ရင်ဘတ်ထဲမှနှလုံးအိမ်ပွင့်ထွက်လူခမန်းမောဟိုက်နေပါတော်လဲဆက်၍သာမနာမနေပြေးနေရပေသည်ကျွန်ုပ်ဤပြိုင်ဘက်မှာပြေးရင်ဖြင့်၎င်းဤခနာကိုအနံ့အပြားကို ကုတ်ဖဲလျက်ရှိသည်ဖြင့်ကျွန်ုပ်မှာ၎င်းထက်တပန်းသာ၍အခြေအနေကောင်းလျက်ရှိပေသည်တို့နှင့်ကျွန်ုပ်တို့သည်မြက်ခင်းပြင်ကိုကြော်လွန်၍တောင်ယာဟောင်းဖုံးစိုးတော်ထဲမှဖြက်ပြေးကြရပြန်ရာ ကျွန်ုပ်ဤတရက်ခန့်ရှိသောစူးပင်ခြုံမေများကို အဆက်မပြတ်တိုးဝေ့ပြေးလွားနေရသဖြင့်ကျွန်ုပ်ဤခြေလက်များသာမကနားနှင့်မျက်နှာ၌နိုင်တို့ပင်စူးချစ်ရာတို့ဖြင့်ပုံပယ်လျက်ရှိတော်သည် ကျွန်ုပ်ဤလက်ရာဖက်ခက်လန်းလန်းမှလည်းတောတိုးနေတဲ့များကိုကြားရသဖြင့်ကျွန်ုပ်ဤပြိုင်ဘက်သည်ကျွန်ုပ်နှင့်ရင်ပေါင်တန်း၍ပြေးလိုက်နေကြောင်းသိရှိရသဖြင့်အာဃလူဟုကျွန်ုပ်စိတ်ထဲမှချီးကျူးရလေသည် စူးကောက်ပင်မှစူးတို့သည်ခြေသလုံးကိုဖောက်၍စူးတော်လဲစူးကိုင်းကိုနောက်ပြန်ဆွဲ၍ဖြုတ်မနေအားသဖြင့်ထိုစူးသည်အရင်မှပြဲ့၍ခြေသလုံး၌ချိတ်ပြီးပါလာသလိုသို့မဟုတ်ခြေသလုံးပင်ပြဲထွက်သွားသလိုမပြောတတ်ချေဇွတ်အနာခံ၍သာဆက်ပြေးရပေသည်အ धिक အချက်မှာကောင်းကင်မှအရာကိုမျက်ခြေမပြဲ့ရန်သာဖြစ်ပေသည်တို့ရာတွင် ဖုံးစိုးတော်တောင်ဆောင်းကိုဖျက်ပြေးပြီးချိန်၌ တပင်ကြီးများအုပ်ဆိုင်လျက်ရှိသောတောအတွင်းမှဖြဲ့ကျော်ရသောအခါအခက်တွေ့ပြီးတော့သည်ထို့သောတပင်များအုပ်ဆိုင်နေသဖြင့်ကောင်းကင်မှ ပြန်တန်းနေသော ကျွန်ုပ်တို့၏ပြည့်မတ်ကို မတွေ့ရတော့သဖြင့်၎င်း၏လမ်းကြောင်းဥတီယာကို ခံမှန်း၍ပြေးလည်ရပြီးအပေါ်တွင် ရှင်းလင်းသောနေရာရောက်ပါက ပြန်လည်ရှာဖွေ၍မျက်ခြေမပြတ်အောင်လိုက်နေရသည်တို့နှင့် ထိုတစ်ပင်ထူထပ်သောတစ်တော်ကြီးကိုဖျက်ကျော်ပြီး၍အတန်ငယ်ရှင်းလင်းသော နေရာတစ်ခုတွင် ကျွန်ုပ်သည် ပြိုင်ဘက်အားလှမ်းကြည့်လိုက်ရာ၎င်းကလည်းတစ်လုံးကြီးတစ်ခုပေါ်ကြော်ခွားတက်ရင်ကျွန်ုပ်ကိုလှမ်းကြည့်နေကြောင်းတွေ့ရလေသည်ထိုလူသည်၎င်း၏နောက်ကျောနှင့်ဘိုက်ကို၎င်းလက်များကို၎င်းလေကုတ်နေရာများကို၎င်းပြေးရင်ဖြင့်ကုတ်ဖက်နေုံများမက၎င်း၏ခြေထောက်များကိုလည်းတစ်ဖက်စီမြောက်၍ပြေးရင် ကုတ်လျက်ရှိရာဤမြဇွဲကောင်း၍ပေတေခံသောသူကိုစိတ်ထဲမှချီးကျူးမိလေတော့သည်နှွေးကောင်းကောင်းနေပူထဲတွင်ချွေးတလုံးလုံးဖြင့်ခွေးလျားခြုံကိုဝင်တိုးမိသူဤဒုက္ခအားကြုံဖူးသူတို့သိရှိကြပေလိမ့်မည်ကျွန်ုပ်အထင်၎င်းသည်တကိုယ်လုံးရာရံမှုကြောင့်ဆက်မပြေးနိုင်တော့ဘဲတနေရာတွင် ထိုင်၍ကုတ်ဖဲ့ကအရှုံးပေးလိမ့်မည်ဟု တွက်ဆထားတော်လေထိုလူကား ကုတ်ရင်ဖဲ့ရင်ပြေးလွားရင်ဖြင့်၎င်း၏ပြည့်မတ်ကိုလည်းမျက်ခြေမပြတ်အောင်ကြည်၍ပြေးနေနိုင်သေးပေသည်အာဃလူပါတကားကျွန်ုပ်ကဲ့သို့တဏီကုံတော်တယ်လှဲ့ပတ်နေသည့်မုတ်ဆိုးပင် အမောဆိုးလျက်ရှိပေရာ ထိုသူသည် ကျွန်ုပ်နှင့်ဘယ်ချိန်ထိဆက်လက်၍ရှင်ပြိုင်နိုင်မည်နည်းဤပွဲမှာ လူတို့ကျင်းပသောပြိုင်ပွဲမဟုတ်ပေ ကျွန်ုပ်တို့၏ဘဝပေအခြေအနေအရသဘာဝတရားကကျင်းပပေသော ပြိုင်ပွဲကိုဆင်နွှဲနေကြခြင်းဖြစ်သည်ဤပွဲကို အနံရရှိသူသည် ကံကောင်းမှာကရွှေတမတ်သားဖိုးကန့်ရရှိမည်ဖြစ်ပြီးကြေးရွာအတွင်း၌လည်းမြန်တပန်းပွေမည်ဖြစ်ပေရာစူးမြောင်းဂျိုင်းဂျင်းခြုံွယ်ပိတ်ပေါင်းတို့ကို အမှုမထားနိုင်ပဲအနံရရှိအောင် ပြေးလွှားနေကြခြင်းဖြစ်သည်ပြိုင်ဘက်ရှိသည်ဖြစ်စေတူးရဲဖြစ်စေ ဤကဲ့သို့ကောင်းကင်တွင် ပြန်တန်းနေသောပြည့်မတ်နောက်ကိုမျက်ခြေမပြတ်အောင်မောကြည့်၍ပြေးလိုက်ရသည်မှာမလွယ်ပေတို့ရတွင်ပြိုင်ဖက်ပေါ်လာသောအခါတဏီအဖြင့်စိတ်မောရသလို အနံရလိုစိတ်ရှင်ပြိုင်နေရခြင်းစသောအတိစိတ်တို့ကြောင့်မောပန်းနာကျင်ခြင်းတို့ကိုအတော်ပင်ခံနိုင်၍ပုံမူစူးစမ်းရလေသည်တို့နှင့်ကျွန်ုပ်သည် ရှိုတခုရှေ့တွင်ခံနေသဖြင့်ကဘာသောမှရှောချ၍လူးလဲထပြီးတစ်ဖက်ကန်းကိုနွယ်ပင်များဆွဲ၍ပြန်တက်နေရာတစ်ဖက်ပြိုင်ဘက်စီမှအာဟုခတ်အုပ်အုပ်អော်လိုက်တံကိုကြားလိုက်ရသည်သို့သောကျွန်ုပ်သည်၎င်းအားလှည့်မကြည့်အားပေရှိုချတဲ့အတက်အစင်လုံနေရသဖြင့်ကောင်းကင်၌ပြန်တန်းသွားသောပြင်းမနောက်သို့မျက်ခြေမပြတ်စေရန်တအားလိုက်နေရသောကြောင့်ဖြစ်သည်ကျွန်ုပ်သည် တဏီယာ၌မြောင်းတစ်ခုကို ခုံကျော်လိုက်ရာခြေကုံလက်ပန်းကျနေသဖြင့်မြောင်းဤတစ်ဖက်ကိုမရောက်ဘဲကြောက်စောင်းကိုကံမိလေရာကျွန်ုပ်ဤခြေမမခြေသေးလန်သွားသဖြင့်အသေးခိုက်အောင်နာကျင်သွားရပေသည်တို့ရာတွင်ကျွန်ုပ်ကဒံယာကိုတစ်ချက်သာကြည့်၍ဆက်ပြေးရပြန်သည် ကွင်းပြင်တစ်ခုကိုဖျက်ကျော်ချိန်၌ကျွန်ုပ်သည်ပြိုင်ဖက်အားလှည့်ကြည့်ရာ၎င်းသည်ခြေတစ်ဖက်ထော့နှင်းထော့နှင်းဖြင့် ၎င်းမျက်နာမှာလဲဇောချွေးများစိုးတက်ကာနီရဲလျက်ရှိပြီးမနှဲပင်အာတင်း၍ပြေးနေရမှန်းသိရလေသည် ကျွန်ုပ်ဤခြေသေးလန်နေသောခြေတစ်ဖက်မှ နာကျင်လျက်ရှိတော်လဲ၎င်းထက်စာလျင်ပုံမူ၍ပြေးနေနိုင်သည်သဖြင့်ထိုသူမှာကျွန်ုပ်ဤနောက်နား၌ပြဲ့၍ကြံနေခဲ့ရာအခြေအနေကောင်းလျက်ရှိသဖြင့်ကျင့်နေပြီးပြုံးလိုက်မိသည်တို့ရာတွင် ကျွန်ုပ်ဤအပြုံးကကြာရှည်မခံလိုက်ပြီး ခြုံွယ်ပင်တန်းတစ်ခုမှဖြက်ပြေးစဉ်တွင်ကျွန်ုပ်၏ခြေသေးလန်နေသော ခြေမမှာနွယ်ပင်တစ်ခုနှင့်ခလုတ်တိုက်မိခြင်းကြောင့်ဖြစ်သည်ကျွန်ုပ်မှာနာကျင်လွန်းရကားအာဟု အော်ဟစ်လိုက်ပြီးခြေထောက်ကိုငုံကြည့်လိုက်ရာခြေသေးသည် ပြုတ်ကျလူမတက်တွဲလောင်းဖြစ်နေပြီးတဲတဲလေးသာကြံ၍တွဲလောင်းဖြစ်နေကြောင်းတွေ့ရလေသည်ကောင်းကင်မှပြစ်မှတ်ကိုလည်းမျက်ခြေပြက်မှ ဆိုးရသဖြင့်မော့ကြည့်ရင်ဆက်ပြေးရပြန်ရာခြေသေးမှာ တွဲလောင်းတွဲလောင်းဖြင့်ရမ်းခါနေပြီးနာကျင်သဖြင့်ပြည်ရင်လွှာရင်းဖြင့်အသက်အောင်ကခြေသေးဖက်ကိုစောင့်ဆွဲဖြုတ်လိုက်ရသည်နာကျင်လိုက်ဒီမှာကဆိုးပွဲရာမရှိပေ ကျွန်ုပ်ဤပြိုင်ဖက်သည်ကျွန်ုပ်နှင့်ရခင်ရင်ပေါင်တန်းအနေထားပေတရာခန့်အကွာမှယခုကျွန်ုပ်နှင့်ပေ30ခန့်သာကွာတော့သဖြင့်ကောင်းကင်သို့မော့ကြည့်၍ရှာဖွေလိုက်ရာအဝတ်စအပြာရောင်ဖြင့်မှတ်သားထားသော၎င်းဤပြင့်မှတ်သည့် အဝတ်စားအနီရောင်ဖြင့်မှတ်သားထားသောကျွန်ုပ်၏ပြစ်မှတ်နှင့်ဤကတ်စွာရင်ပေါင်တန်း၍ပြန်တန်းနေကြောင်းတွေ့ရလေသည်ဤသို့ဆိုလျှင်ကျွန်ုပ်တို့၏ပန်းတိုင်ဖြစ်သောကောင်းကင်မှတရဝါများ၏အတိုက်အမြုံသည်ဤပြီဖြစ်ကြောင်းသိရသဖြင့်ပုံမို့၍စိတ်လုံရှားရပေသည်ကျွန်ုပ်သည်၎င်းအားလှည့်ကြည့်လိုက်ရာမျက်နာကို ရှုံမဲ့၍ကုတ်ရင်ဖဲ့ရင် ပြေးနေကြောင်းကို တွေ့ရသည်ခွေးလျားသည်မှာ နေမြင့်လေအယူရင်လေဖြစ်သည်ဖြင့်ချွေများဖြင့်စေးကက်ကမခံမရဲနိုင်အောင်ရားရံ၍တဏျာတွင် ထိုင်ချပြီးအရှုံးပေးမိလောဟုမျှော်လင့်မိသည် ကျွန်ုပ်တို့လိုက်နေကြသည်မှာကအခြားမဟုတ်ပေ၎င်းလင်းနှစ်လက်မှခွဲအရွယ်အစားရှိသော ပြားများထဲတွင်အကြီးဆုံးဖြစ်သည့်မြေအောင်အသားစားပြဒူများနောက်သို့ဖြစ်ပေသည်ကျွန်ုပ်တို့သည်ထန်းတော်တွင်ထန်းလီးနေကြရာထန်းပင်မှ ထန်းရီချိုတို့ကိုလာရောက်ဆုပ်ယူကြသောပြည်သူကြီးများကိုတွေ့ရသဖြင့်ထန်းလီဒါဖြင့်ဖီ၍ဖမ်းကာချီချိုးနှင့်ပစိုးစခတ်သေးသေးချီ၍လွတ်ပြီး၎င်းတို့၏အုံရှိရာနေရာကိုတိရှိရန်လိုက်ကြခြင်းဖြစ်သည်ဤတွင်ကျွန်ုပ်နှင့်အကြံတူသော အခြားထန်းသမား၃ဦးကလည်း၎င်းတို့အစဉ်သင့်ယူဆောင်လာသောချီချိုးနှင့်အဝတ်စများကိုချီ၍လွတ်ကာလိုက်ကြသကဲ့သို့မြင်သိမှမူယမန်နေ့ညနေက ယဒူကြီးများကိုကျွန်ုပ်ထန်းလီရင် တွေ့သဖြင့်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပေသည်ကျွန်ုပ်နှင့်အကြံသူထန်းသမား၃ယောက်မှလည်းယမန်နေ့ကယဒူကြီးများကို တွေ့ရှိထားသဖြင့်ယနေ့တွင် အစဉ်သင့်ပြင်ဆင်လာကြခြင်းဖြစ်ပေလိမ့်မည်ထိုခေတ်ကပင်ယဒူအုံဖွင့်နိုင်ပါက ပြားဇံနိုးစီတပူးလျင်ငွေ2000ရရှိပြီးရောင်းမလောက်ဖြစ်ပေရာ ပြားဇံတည်င်းထွက်သောယဒူအုံကိုရရှိပါကငွေ2သိန်းခွဲခန့်ရရှိနိုင်ပေသည် ငွေနှသိန်းခွဲဆိုပါက ရွှေငားမူသားရမည်ဖြစ်ပြီး အများအားဖြင့်ပြားစံတခွဲခန့်ပြဒူအုံများသာပေါများသဖြင့်ရွှေသမတ်သားခန့်ခိုင်လုံမည်ဖြစ်ရာကျွန်ုပ်တို့အတွက်ကမဟာအခွင့်အရေးကြီးဖြစ်နေသဖြင့်ယခုကဲ့သို့ဒုက္ခများကိုခံ၍လိုက်နေကြခြင်းဖြစ်သည်ပြဒူအုံနာတို့အရင်ရောက်ပါကထိုအုံနာတွင်ငုတ်ဆိုက်၍ကြောက်ခဲပုံလိုက်လျင် ထိုသူကပန်ရှင်ဖြစ်ပေရာကျွန်ုပ်တို့သည် ထိုနေရာသို့အရင်ရောက်၍ငုတ်ဆိုင်နိုင်ရန်ပြေးနေကြခြင်းဖြစ်သည်ကြိုးချီ၍လွတ်သားသောပြဒူကိုလည်းမျက်ချီမပြတ်ကြည့်ရသေးသည်အကယ်၍ပြားစံနေသေးသောပြဒူအုံကို တွေးပါကလည်းအချိုးမယုတ်ချေနေရာပြ၍ရောင်းစားယုံနှင်းပင်ငွေလေး၅သောင်းပြေးမလွတ်ပေမြေအောင်ပြဒူဤပြားစံမှာကအ धिक အားဖြင့်အမျိုးသားများအတွက်ကြားအားတိုးပီရစေဖြစ်ပေရာ ချင်းလူမျိုးများသည် ပြတူဇံကို အထူးဈေးကောင်းပေး၍ရသလောက်ဝယ်ကြပေသည်မြေအောင်ပြတူဤပြားဇံကို၎င်းဤအုံပေါ်ရှိမြေစာများကိုကြည်ချင်းအားဖြင့်မြေမြထွက်မြေကိုအတိအကျတည်နိုင်ပေသည် ပြားအုံပေါ်တွင်မြေစာတည်င်းရှိလျင်ပြားဝန်တွဲမှ ပြားလေးဇံတည်င်းပင်ဖြစ်သည်မြေစာနှစ်ပြည်ရှိသော ပြားအုံကိုဖွင့်မိပါက ပြားဇံနှစ်ပြည်သာမုတ်ချရပေမည်ထို့ကြောင့်မြေစာနှဲသော အုံကို တွဲရှိပါက နေရာပြ၍ရောင်းစားနိုင်သည်ဝယ်ယူသူသည်ထိုပြားအုံမြေနေရာကိုခြံခတ်၍ထားပြီးအလိုရှိသည့်အချိန်မှ ဖို့ယူသည်တောထဲတွင်ခြံခတ်ထားသောပြတူအုံကို တွေးရှိပါက ပိုင်ရှင်ရှိပြီးဖြစ်ကြောင်းသိ၍မြည်သူမှမဖို့တော့ချေဤဒလေသည်ယနေ့အချိန်ထိတည်တံ့၍တစ္ဆာရှိစောင့်စည်းကြပေသည်တစ်ပင်များတွင်မြေလုံးကြီးများဖြင့်နေထိုင်သော ပြတူများမှာနကြဲကောင်မျိုးကွဲတစ်မျိုးဖြစ်ပြီး ြတူစစ်မဟုတ်ကြချေယနေ့ကစ်တွင် ထိုတစ်ပေများနှင့်မျက်နှာချက်များမှ ပြားကြီးများကို ပြတူဟုလွဲမားစွာ ခေါ်ဆိုနေကြသည် ပြတူကမြေအတွင်း၌သာ နေထိုင်၍၎င်း၏အရွယ်အစားမှာအ ਨੇ စုံနှစ်လက်မှအထက်ရှိပြီးပြတူသည်ဘက်စပါမျိုးစုမှဖြစ်သည်၎င်းတို့သည် အသားအစာပြားများဖြစ်ကြပြီး၎င်းတို့၏အုံအပေါ်ရှိမြေထုမှပါလွာသည်ဖြင့်တရိတ်ဆန်များဖြတ်သွားရင်ကျွံကြပါက တေယုံသာရှိပေမည်။ကောလာဟာလများ ကြားရတကဲ့သို့ကျွန်ကြပြီးချက်ချင်းတန်းနှုတ်လျင်အယိုးပဲကြံသည့်ပုံစံမဟုတ်တော့လေ။အကောင်ရာချီဝိုင်းကြိုက်ခဲသဖြင့်နေရာတွင်တုံးကနေလဲကအယိုးသာကြံသည့်အထိစားတော့ပြကြခြင်းဖြစ်သည်။ယမန်နစ်ကကျွန်ုပ်တို့ပြဒူအောင်သွားဖို့ရာကင်းပြားကိုရှာမရသဖြင့်တေချာမရှာဘဲဖွက်လိုက်မိသည်။ထိုအခါ ကျွန်တော်တို့ထဲမှာတယောက်ကိုကင်းပြားကတစ်ချက်သာတုပ်၍ထိုသူမှာသတိလစ်လဲကြရာကျွန်တော်တို့မှာ၎င်း၏ကြီးမားလေးလံသော ခနာကိုကြီးကိုထမ်းပြန်ခဲ့ရပြီးရွာတွင်စေမှုဖြင့်စေထိုး၍မင်းနဲ့နှာနဲ့ယူခဲ့ရဘူးသည်ပြတူ၎င်း၏တုပ်ချက်သာဖြစ်၍၎င်းတို့အုံထဲကျုံဝင်သောတရိษံတို့လူတို့များအဖို့ကတေလမ်းမှတပါအခြားမရှိတော့ချေယခုကျွန်ုပ်တို့ဤပြိုင်ပွဲမှာလဲ အရင်ရောက်တည်ထားအောင်မြေတွင်ညင်သားစွာဝင်းရမောက်၍အုံနာကက်ကငုတ်ကိုတည်၍ကြောက်ခဲများဖြင့်ပတ်လေပုံ၍ထင်းရပေမည်ဖွက်လောက်သော အုံဖြစ်ပါကညအချိန်တွင် လာရောက်၍ကင်းပြားကို အရင်ရှာဖွေတုတ်တင်ပြီးမှ ဝင်ပေါက်နှင့်ဂဲပေါက်နှစ်ခုကိုရှွန့်ပြင့်ပိတ်ဆို့ကာအုံပေါ်တွင် ထင်းချောက်အများပြားစုပုံ၍မီးပြင်းပြင်းနှင့်တနာယီနီးပါးဖုတ်ရသည် ပြီးမှထင်းချောင်းများကိုဖယ်ကာမြေကိုပေါက်ပြားဖြင့်တူးဆွ၍လှန်ကာနာယူဝဲနီးပါအအေးခံပြီးမှ ပြားစံတို့ကိုစိတ်ကြိုက်ယူနိုင်ပေသည်အကယ်၍မဖွက်လောက်သော အုံဆိုပါကလည်းညအချိန်တွင်ငုတ်တိုင်လေးတိုင်ရက်၍ခြံစည်းရိုးသဘောမျိုးခတ်ထားပြီးပိုင်ရှင်ရှိကြောင်းပြသ၍မွေးမြူနိုင်ပေသည်ဤဒီမှာကြာဘူးနာဝမဟုတ်ချေအမှန်တရားဘဟုသုတပင်ဖြစ်ပေသည် မြောက်ဘက်တော်တဲ့သို့ဝင်ပြေးသွားကြသောမြင့်သိန်းတို့၃ဦးမှမိတို့နေမည်မဆိုတတ်ချေကျွန်တို့နှစ်ယောက်မှာကစူးချေရာပွန်းပဲရာတို့ဖြင့်နေပူပူတွင် ဆက်ပြင်းလျက်ရှိပြီးကျွန်ုပ်ကခြေသေးလန်နေပြီးကျွန်ုပ်ဤပြိုင်ဘက်ကလည်းချော်လဲတန်ရာရထားဟန်ဖြင့်ခြေတစ်ဖက်ထော့နေထော့နေဖြစ်နေသည်တို့နှင့်ဆက်ပြေးလာကြရာအဝတ်စအနီချီထားသောကျွန်ုပ်ဤပြားနှင့် အဝတ်စအပြာချီထားသော၎င်းဤပြားနှစ်ကောင်သည် နီးကပ်စွာပြန်တန်းလျက်ရှိပြီး၎င်း၏ပြဒူမှာအနှဲငယ်တောင်းကြံနေကြောင်းတွေ့ရလေသည်ပြားနှကောင်ပူကပ်၍ပြန်တန်းနေပုံကိုထောက်ရှုလျင်ပြဒူအုံးသည်မဝေးတော့ကြောင်းသိရှိရသဖြင့်၎င်းနှင့်ကျွန်ုပ်သည်တဦးနှင့်တဦးအခြေအနေကိုအကဲခတ်လျက်ရှိကြလေသည်ကျွန်ုပ်လည်းရှေ့သို့လမ်းမျောကြည့်လိုက်ရာပြဒူအုံးကြီးသည်ထုံးကြောက်ခင်နန်းရေအိမ်ဘက်သို့ဥတီနေကြောင်းတွေ့ရသဖြင့်လက်ဝဲဘက်မှတောင်ကုန်းသည် မာကျောသော ကြင်မြေအမျိုးအစားဖြစ်၍လက်ရာဖိဖက်ရှိတောင်ကုန်းမှမြေမွတ်မွတ်ရှိသောတောင်ဖြစ်သည်ဖြင့်ပြဒူများသည်မြေမာသောနေရာ၌အုံမပြုတ်လုံနိုင်ပဲမြေမွတ်သော နေရာ၌သာအုံကိုပြုတ်လုံနိုင်ကြောင်းတွက်ဆမိသည်ထို့ကြောင့်လက်ရာဖက်ရှိတောင်ဆောင်တနေရာတွင်ပြဒူအုံရှိရမည်ဟုသိရသည် ပြိုင်ပွဲကအကျိတ်အနယ်ရှိလျက်ရှိပြီးကျွန်ုပ်တို့သည်စူးပင်၊ကြိမ်ပင်၊ခြုံရွယ်ပင်များကိုတိုးဝေး၍ အပြိုင်ဆိုင်ပြေးလျက်ရှိကြသည် ကျွန်ုပ်ဤပြိုင်ဘက်ကကြောက်မဲ့ဖွယ်ပြိုင်ဘက်တူဖြစ်ပေသည်၎င်းသည်အလျှော့ပေးမိပုံမပေါ်ဘဲရေစုံမြေစုံအထိလိုက်မိပုံပေါ်နေပေတော့ရာ ပြားအုံမှလည်းနီးကပ်လာပြီးဖြစ်၍နှစ်ဦးသားပြိုင်သူရောက်ရှိပြီးငုတ်တိုင်အရင်မှတ်သားနိုင်သူကအနံ့ရမည်ဟု တွက်ဆမိသည်အလျောက်ကျွန်ုပ်သည် ပြေးရင်လွှားရင်ငုတ်တိုင်မှန်ရန်ထင်းချောင်းတစ်ခုကိုရှာဖွေရလေသည် ရလူအုံကိုနှစ်ယောက်ပြိုင်သူတွေ့ပြီးငုတ်တိုင်ကို အလူရဲ့မှတ်သားပါကကြောက်မဲ့ဖွယ်အခြေအနေနဲ့ရင်ဆိုင်ရဖို့များသည်ဤကဲ့သို့ပြဒူအုံနာတို့အလောတကြီး ပြာရခက်၍ကတ်သွားလျင် ပြဒူများသည်တရိထားမိသွားပြီးဝိုင်းတုပ်ပါက ကဘာပေါ်တွင် အကြီးဆုံးနှင့်အစိတ်အပြင်းဆုံးပြဒူဤလက်ချက်ဖြင့်နှစ်ဦးစလုံးတည်သွားနိုင်သည် ကျွန်တို့တို့မှာပင်ပန်းနွမ်းဟိုက်နေပြီဖြစ်သည်ဖြင့်ခက်ရဲရဲသာကြံလျာ တကယ်တကယ်ပြတူအုပ်ကြီးလိုက်တုပ်ရင်ပြေးနိုင်မည်မဟုတ်ပေတွေ့သောပြားအုံကိုနှစ်ယောက်အတူဖွ့၍နှစ်ယောက်အတူခွဲဝေယူရန်ညှိနှိုင်းနိုင်တော်လဲ၎င်းဘက်ကစကားမဟလာသလိုကျွန်ုပ်ဘက်ကလည်းဤသို့ပြုလုပ်မည်မဟုတ်ချေရှုံးသွားရင်လဲလှဲ့၍သာပြန်မည်ဤပွဲမှာကျွန်ုပ်တို့ယောက်ျားကြီးများဤဂုံတိတ်ခါကစားပွဲလဲဖြစ်နေသောကြောင့်ဖြစ်သည်ကျွန်ုပ်တို့သည် ထုံးကြောက်ခင်တန်းကဘာဆောင်ကိုကတော်မျောပါလျှောစင်း၍ ရေအိုင်လေးဘေးမှဖြတ်ပြေးကြရာခွေးလျားသည်ရားနေသော၎င်းသည်ရေအိုင်နှင့်ခုန်ချ၍နေခဲ့မည်လားဟုထင်မိတော်လဲ၎င်းကရေအိုင်ကိုလှဲ့ပင်မကြည့်ပဲကောင်းကင်မှပြားကောင်ကိုသာမော့ကြည့်လျက်ပြေးနေသဖြင့်ကျွန်ုပ်လဲအာတင်း၍ရေအိုင်ကြော်သောအခါတစ်ဖက်ကဘာဆောင်ကိုပြေးတက်ရင်းငုတ်ဆိုင်ရန်ထင်းချောင်းတစ်ခုကိုလည်းအစင်တင်ကောက်ယူထားလိုက်သည်ထိုအခါ၎င်းသည်လဲထင်းချောင်းတစ်ချောင်းကိုကောက်ယူလိုက်ပြန်၏ ထိုစင်မှာပင်ပြားသည်ရုတ်တရက်ခန့်နှိမ့်နှိမ့်သို့ထိုးစင်း၍ပြန်လျာပြားအုံသည် အလွန်နီးပြီဖြစ်ကြောင်းသိရသဖြင့်နှစ်ဦးသားပုံမူအားဆိုင်၍ပြေးကြရာ ကျွန်ုပ်တို့၏ရှေ့ပေနေရာခန့်ရှိတောင်ဆောင်တနေရာတွင်ပြားကောင်ကြီးများဆင်းလိုက်တက်လိုက်လုံနေသော နေရာကို တွေ့လဲရလျာကျွန်ုပ်တို့လိုက်ရှာနေသော မြေအောင်ပြားပြဒူဤကျင်းနေရာဖြစ်ကြောင်းသိရသဖြင့်ပို၍အားဆိုင်ကဆက်ပြေးရာကျွန်ုပ်သည် ကွင်းပြင်ထဲရှိຫນွယ်ကိုင်းပြက်တစ်ခုနှင့်ခလုတ်တိုက်၍လဲလီတော့သည်ကျွန်ုပ်သည်ရင်ထဲ၌ထိတ်ကနေဖြည့်၍သွားပြီးလျင်ကောင်းကင်မှပြဒူကိုမော့ကြည့်ရင်နေရာမှလူးလဲထားလိုက်ရာအဝတ်စအနီနှင့်တွဲချီထားသောကျွန်ုပ်၏ပြားကိုသာတွေ့ရပြီးပိတ်စအပြာနှင့်ချီထားသော၎င်း၏ပြားကိုမတွေ့ရသဖြင့်ရင်ထဲတွင်သိန်း300ထီစုကြီးတက်ကြရာရောကနန်းရောတူတကဲ့သို့ထိတ်ကနေဝမ်းမြောက်သွားပြီး ဟေလူကိုလာမြင့်ခမားရဲ့ပြားရောဟုလမ်းအော်မေးလိုက်မှထိုလူသည်ပြေးနေရာမှရက်တန့်၍ကောင်းငင်သို့ရှာနေဟန်ပြူပြူ၍အေးဟငါပြားမတွေ့တော့ဘူးပဲခုလေးတွင်ဘယ်နားရောက်သွားလဲမသိဘူးဟုဆိုလေသည်အမှန်အားဖြင့်ကျွန်ုပ်သည်စိတ်လော၍သတိမထားမိခြင်းဖြစ်ပြီး၎င်း၏ပြားနောက်ကျန်နေခြင်းမှာခြိရသောပစိုးစကြီးသည်ဖြင့်ရေချီမပြန့်နိုင်တော့ပဲတနေရာတွင်ကြံခဲ့ခြင်းဖြစ်ပေမည် ၎င်းသည်ကျွန်ုပ်တတိမထားမိခြင်းကိုအခွင့်ကောင်းယူ၍ရောရောင်ပြေးလာခြင်းဖြစ်သည်ငါပြဒီနာဒီပါပါသေးတယ်ဘယ်ရောက်သွားပါလိမ့်ဟု၎င်းမှာငင်းဆန်နေသေးတော်လဲကျွန်ုပ်၎င်းသားရောက်သွားချိန်တွင်ခက်ဝေးဝေးနှောင်နှားစီမှ ပြန်တန်းလာသောပစိုးစားအပြာရောင်ပြားကို မြင်လိုက်ရသဖြင့်ဟေးလူဟိုးမှာခမားပြားခုမှလာနေတာအဝေးကြီးအတော်ဝေးဝေးမှကလေးကကြံခဲ့တာပဲဗျခမားက ကျုပ်ပြားကိုနေဆူးပြီးမျက်စိမောက်လို့ခမပြားထင်နေတာဟု ကျွန်ုပ်ကပင်၎င်းအရှက်ပြေစေရန်စကားလန်းခင်းပေးလိုက်ရသည် ထိုအခါမှ၎င်းသည်အေးဟာငါမျက်စိလည်းငါပြားလိုပဲထင်နေတာဟေ sorry sorry တောင်းလွင်ရာဟုဆိုလျက်၎င်း၏တကိုယ်လုံးကို ကုတ်ဖဲ့ရင်းခွေးလျားသည့်ပြဿနာကို ထုံးကြောက်ခင်တဲ့ရေအိုင်တွင် ဖြည့်ရှင်းရန်အတွက်ထွက်ခွာသွားလေသည်ကျွန်ုပ်လည်းထိုအခါမှတက်ပြင်းကိုချ၍ ပြရူအုံကြီးနာသို့အတာတိုးကပ်၍ကြီးလိုက်ရာမြေပေါ်တွင် မြေစာတရင်ခွဲလောက်ရှိသောအကြီးမားဆုံးပြရူအုံကြီးကိုဝမ်းမြောက်ဖွယ်တွေ့လိုက်ရပြီတော့သည်ကျွန်ုပ်ဤစိတ်ထဲ၌အများဆုံး6ပြီတခွဲကန့်သာမှန်းထားရာယခုမြေစာတရင်ခွဲဖြစ်သည်ဖြင့်ပြားလေးစံ24ပြီရမည်အဖြစ်ကို တွက်ဆမိပြီးပြားဖို့ချိန်၌ကျွန်ုပ်ဤပြိုင်ဘက် ကိုလမောင်ကိုလည်းလာရကြိုးနှက်စီရန်၎င်းအားခေါ်ဆောင်လာပြီး ပြားလေးစံလေးပြီပေးရန်စိတ်ကူးလိုက်လေသည်ကျွန်ုပ်လည်းပြားဝန်ဤသို့ဝမ်းရထိုးအตาကတ်၍အမတ်သားပြုလုပ်ခဲ့ပြီးလျင် ကိုလာပေါင်အားတရင်ကောင်းပြော၍အတူပြန်ရန်ထုံးကြောက်ခင်တန်းသို့လာခဲ့ရာ၎င်းသည် ကျွန်ုပ်ကိုပင်မဆောင်တော့ဘဲပြန်သွားကြောင်းသိရလေသည် အရှုံးနှင့်အနိုင်သာရှိသောကစားပွဲတွင် အရှုံးကိုလက်မခံနိုင်သောထိုသူပြန်သွားခြင်းကိုကျွန်ုပ်အနေဖြင့်ဝမ်းနည်းမနေချေ၎င်းအားပေးမိကျွန်ုပ်၏စေတနာ ြားလေးစံ၄ပြီမှာကျွန်တို့အနေဖြင့်မလွယ်ကူသောငွေပမာဏ6000ကျွဲဖို့ဖြစ်သည်၎င်းကအရှုံးကိုလက်ခံ၍လူကြီးပြည်ပြည်အတူတကွစကားတပြောပြောဖြင့်ပြန်ရမိအစားနှုတ်ပင်မဆက်ပဲပြန်သွားချေသည်မိတို့ပင်စိုးစေးကျွန်တို့ဤဘဝခရီးတစ်လျှောက်တွင် ပြိုင်ပွဲပေါင်းများစွာကိုဆက်လက်ဆင်နွှဲ၍ရုန်းကန်နေကြရအောင်မိဖြစ်ပြီး အနံ့ရရှိရှိချိန်၌ပုထုဇဉ်တူပီပီ ဝမ်းမြောက်ဝမ်းသာဖြစ်ရပြီးလျင်ရှုံးနိမ်ချိန်များတွင်လည်းကျင့်သက်စွာခံယူ၍နောက်တပွဲတွင်မရှုံးရန်သာပြင်ဆင်ရမည်မဟုတ်ပါလားဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ